အားလုံးမင်္ဂလာပါကျွန်တော်တို့မှာညနေစာဓမင်းစာချိန်ပါညနေစာဓမင်းစာမယ်ဆိုရင်တော့လက်မှတ်လေးထိုးရပါတယ်ဒီနေ့ကျွန်တော်တို့အဖွဲ့ဓမင်းစာတာမိနစ်30နောက်ချပါတယ်အဲဒါတော့ကျွန်တော်တို့အဖွဲ့နောက်ဆုံးပါကျော်ဝဓမင်းနေအများကြီးကြံပါသေးတယ်ကျွန်တော်တို့အဖွဲ့ခုလာစားတာတော့အောက်ထပ်ပါတော့၄ယောက်ရှိပါတယ်ဘာကျွန်တော်အနောက်မှာ၄ယောက်ရှိပါသေးတယ်အဒီချိုလေးကတော့သူကမုံလာဥဟင်းချိုလေးပါ အဲဒင်းချူလေးတောက်လို့ခေါင်ပါတယ်ချူချူလေးနဲ့နေပါတယ်ဟုတ်ပါအကျွန်တော်ညနေစောနည်းနည်းရှော့ဆောက်ပါမယ်အဲဒီမှာကျွန်တော်ကြက်ပါအော်လူတော်နည်းနည်းဖူဆောက်ပါမယ်အော်ဒီမှာအော်လူတုံးကြီးပါပဲဒီပါညာရေးပါပဲဟင်းတွေညာရေးကြံပါသေးတယ်ကျွန်တော်လည်းထပ်ထည့်လိုက်ပါဦးမယ် အော်ဒီနေ့ကျက်သားအာလူဟင်းကအနှစ်တွေအများကြီးပါပဲအပြင်ဒါတော့မဟုတ်တော့ဦးအချင်းပါသူကအချင်းတွေဆိုရင်ညနေပိုင်းဆိုရင်သူကဘန်းသေးသေးနဲ့ထည့်ပေးတာပါလေသူကညနေပိုင်းဟာဌာနတိုင်းအခြေပုံမရှိပါဘူးအော်ဒါလေးကတော့သူကရင်ညှိကိုကျက်ပေါ်နေလေးနဲ့ပြန်ပြီးတုတ်ထားတာပါအဲ့ဒီကလေးကျွန်တော်နည်းနည်းလေးယူပါမယ် အပြင်ဒီမှာအကျော်လေးရှိပါသေးတယ်ဒါတော့သူကဝက်သားပြောကြပါဒီဝက်သားပြောကြလေအများဆောင်ပါတယ်သူကချစ်တော်နေမြများနဲ့ဝက်သားကိုကြိတ်ပြီးလုပ်ထားတာပါဒါလည်းတော့ဖက်တုတ်ကြော်လေးပါဒီဖက်တုတ်ကြော်လေးကတော့သူကအထဲမှာအစားတော့ဝက်သားရဲ့ချစ်တော်မရဲ့ပါပါတယ်ဒီပါပါညုံခေါင်းပါညုံခေါင်းကိုကျွန်တော်ဟင်းချမိတဲ့ထည့်ပြီးတော့အစားမပါပါ ကျွန်တော်တို့အဲ့ဒီဓမေစာခမ်းမှာပါလူတွေရှင်းနေပါတယ်ကျွန်တော်ဟိုတောက်ဆဝိုင်းမှာ စားဖြစ်ပါတယ်အမြင်တလူအဒီနေရာလေးကကျွန်တော်ပုံမှန်စားနေကြနေရာလေးပါအာတော့ခဏကျွန်တော်ခူးလာတဲ့ခက်လာတဲ့ဟင်းတွေပါဓမင်းတွေဟင်းတွေပါမှာချစ်သားတွေကျွန်တော်အများကြီးထည့်ခဲ့ပါတယ်အကူရီးယားမှာအဲ့ဒီချစ်သားအလူဟင်းချစ်တော်အရန်ဆောက်ပါတယ် ့ကျွန်တော်တို့မြန်မာပြည်အားချစ်တာနဲ့အရသာအဆင်တူပါတယ်ဒီမှာမဟုတ်လို့အချိန်နေပါဒါတော့သူကရင်ကြီးကိုချစ်တော်နေနေနဲ့လှုပ်ထားတာပါအဲ့ဒီဟာလေးကျွန်တော်နည်းနည်းပဲယူခဲ့ပါတယ်အဲကျွန်တော်ကျွန်တော်ဝက်သားပြားကြုံလေးနည်းနည်းပိုင်းပြပါမယ်ဒီမှာပါအတူအနေနဲ့အေးနေပါပြီနည်းနည်းလေးမာနေပါပြီသူကပူပူလောလောဆိုရင်အရန်ဆောက်ဟောက်ပါလေဆောက်လိုက်ရင်သူကကြော့ကြော့လေးနဲ့နေပါလေပုံမှန်သူကပေါင်မုတ်ကြော့လေးနဲ့ ကပ်ပြီးကြော်လာတာပါ။ဘာဒီဝက်သားပြောင်းကြော်လဲရန်ဆောင်အောင်ပါလေ။ဒီလေးကျွန်တော်ရန်ချိန်ပါလေ။ပြီးရင်ဒါလေးရောတော့ဖတ်တုတ်ကြော်လေးပါ။ဖတ်တုတ်ကြော်လေးကကြော်ကြော်လေးပါ။အဲပြီးရင်ကျွန်တော်ဟင်းချိုလေးနဲ့ကပ်ပြောင်းပါမယ်။အဒီဟင်းချိုလေးကျွန်တော်အထင်ပေါ်တော့ဒါတော့မဟုတ်တော့ဘူးလို့ထင်ပါလေ။တော်လို့ရန်ကောင်းပါလေ။သူကချူချူလေးနဲ့နေပါလေ။ထမင်းနဲ့ဆိုရင်ရန်လိုက်ပါလေ။ကိုရီးယားမှာတမင်းစားတဲ့ခါတိုင်း ဟင်းချိုတို့အချင်းတို့အမြဲပါပါလေအားလုံးပဲထမင်းစားကြပါအောင်ဒါတော့ကျွန်တော်တို့ဆက်ယုံမှာကြွေတဲ့ညနေစာပါအားလုံးပဲမင်္ဂလာပါ